အဘသာစရိစမဝါဒီကုထရာမင်္ဂလာပါဒီနေ့တော့ဂရီနီပြည်မှာတလအတွင်းထိတွေ့တိုက်ပွဲ35ကြိမ်ဖြစ်ပွားခဲ့ရာစစ်ကော်မရှင်တပ်သား90ဦးတည်ဆောက်ရတဲ့ရွေးကောက်ပွဲအပေါ်ဝေဖန်တဲ့ပြည်သူ88ဦးကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးထားတဲ့ မိုးပြင်းမြို့မှာတွာလာနေတဲ့ပြည်သူတွေကိုစစ်ကော်မရှင်တပ်က drone နဲ့တိုက်ခိုက်လို့တအူးထိခိုက်ဒဏ်ရာရတဲ့တဲ့စတဲ့တဲ့င်းတွေအပါဝင် Federal FBI ရဲ့ဒီနေ့နိုဝင်ဘာလ3ရက်နေ့အတွက်နေ့စစ်တဲ့င်းတွေကိုကြားကြရမှာပါ ရီနီပြည်မှာအော်တိုဘာလအတွင်းစစ်ကော်မရှင်တပ်နဲ့ကရီနီတွလင်ရေးတပ်ပေါင်းစုတို့ထိတွေ့တိုက်ပွဲ35ကြိမ်ဖြစ်ပွားခဲ့ပြီးတော့စစ်ကော်မရှင်တပ်သား50ဦးသေဆုံးခဲ့တယ်လို့တိုးတက်သောကရီနီပြည်သူအင်အားစု PKPF ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ကရီနီပြည်အတွင်းမှာရှိတဲ့လိုက်ကော်မြို့အရှိချမ်းဒီမော့ဆူမြို့နယ်ဖရူဆူမြို့နယ်ဘောလခေမြို့နယ်နဲ့ကရီနီရှမ်းတောင်နယ်ဆက် ဖဲခုံမြို့နယ်တို့မှာစစ်ကော်မရှင်တပ်ကစစ်မျက်နှာ၅ခုဖွင့်ပြီးစစ်ကြောင်းထိုးနေတယ်လို့ဂရီနီအမျိုးသားများကာကွယ်ရေးတပ် KNDF ကအောက်တိုဘာလ23ရက်နေ့မှာတည်တင်းထုတ်ပြန်ထားပါတယ်။တောင်စလုံးကျေးရွာနဲ့မြောက်စလုံးကျေးရွာတွေကကထိတွေ့တိုက်ပွဲတွေမှာတော့အောက်တိုဘာလ14ရက်နေ့နဲ့18ရက်နေ့တုန်းကပအိုးပြည်သူစစ် PNO အပါအဝင်စစ်ကော်မရှင်တပ်စစ်ကြောင်းအထိနာခဲ့ပြီးတော့ပြန်လည်တပ်ဆုပ်ခွာခဲ့ရတယ်လို့သိရပါတယ်။ အခုလက်ရှိအချိန်မှာတော့တောင်စလုံးကျေးရွာတိုက်ပွဲမှာနှစ်ဦးနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီးတော့စစ်ကော်မရှင်တပ်နဲ့ PNO ဖက်ကအင်အားထပ်မံဖြစ်တဲ့ကစစ်တောင်းထတ်ထိုးဖို့အခြေအနေရှိနေတယ်လို့လည်းသိရပါဗျ။ဒီမိုးဆူမြို့နယ်မှာတော့စစ်ကော်မရှင်တပ်ဖက်ကနေ drone နဲ့ပုံကျဲတိုက်ခိုက်တာတွေဒီတူရီနေထိုင်ရာဖက်တွေကိုလက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိနေတယ်လို့သိရပါဗျ။ စစ်ကော်မရှင်တပ်ဟာရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းအော်တိုဘာလ29ရက်နေ့အထိ3လအတွင်းမှာအရက်သားပြည်သူ88ဦးကိုအဲ့ဒီဥပဒေနဲ့ဖမ်းဆီးခဲ့ပြီးဖြစ်ပါတယ်။ဇူလိုင်လ29ရက်နေ့မှာပြဋ္ဌာန်းခဲ့တဲ့အဲ့ဒီဥပဒေဟာရွေးကောက်ပွဲကိုနောက်ဆက်ဟန့်တာဖြစ်စီခြင်းကနေကာကွယ်ဖို့ဖြစ်တယ်လို့စစ်ကော်မရှင်တပ်ကပြောဆိုခဲ့ပြီးလက်တွေ့မှာတော့လူမှုကွန်ရက်မှာမှတ်ချက်ရေးလိုက်လုပ်တဲ့သူတွေကိုပါဒီဥပဒေပုံမှန်တက်ပြီးဖမ်းဆီးနေတာဖြစ်ပါတယ်။ ော်တိုဘာလ29ရက်နေ့အထိအဲ့ဒီလိုအမှု40ရှိခဲ့ပြီး အမျိုးသား83ဦးနဲ့အမျိုးသမီး5ဦးကိုဖမ်းဆီးခဲ့တယ်လို့စစ်ကော်မရှင်တပ်ရဲ့ပြည်ထရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ကအော်တိုဘာလ31ရက်နေ့ကအစည်းအဝေးမှာပြောကြားခဲ့တာကိုတွေ့ရပါတယ်။ ဖန်ဆင်းမှုနဲ့ပတ်သက်ပြီးစစ်ကော်မရှင်တပ်ကပေးခဲ့တဲ့အကြောင်းပြချက်မှာအာနာသိမ့်မှုကိုမထောက်ခံလို့ဆိုတဲ့အချက်နဲ့ရွေးကောက်ပွဲအောင်မြင်အောင်ပူးပေါင်းပါဝင်မှုမရှိဘူးဆိုတဲ့အချက်ကိုပါထက်တွင်ထားတာကိုတွေ့ရပါတယ်။အော်တိုဘာလ31ရက်နေ့မှာတော့ဒရိုင်တာတက်လွင်ခေါ်စဘူထွန်းတက်လွင်နဲ့ဒရိုင်တာအောက်ချမ်းလူခေါ်အေးချမ်းအောင်တို့ကိုထပ်မံဖန်ဆင်းပြန်ပါတယ်။ ရှမ်းဂရီနယ်ဆက်မူပြည်မြို့အနောက်ဖက်ခြမ်းမှာရှိတဲ့တုတ်ထက်ကွေ့နေရာမှာတွာလာနေတဲ့ပြည်သူတွေကိုစစ်ကော်မရှင်တပ်က drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတို့အထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မူပြည် People Defense Force Local PDF ကအတိအပထုတ်ပြန်ထားပါတယ်။အဆိုပါတုတ်ထက်ကွေ့နေရာကိုစစ်ကော်မရှင်တပ်ကမနစ်အောက်တိုဘာလ31ရက်နေ့နေ့လယ်12:00ခွဲဝန်းကျင်မှာ drone နဲ့ဘုံသီးတလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Local PDF ရဲ့တာဝန်ရှိသူတို့က Federal FN ကိုပြောပါတယ်။ အဆိုပါဒရုန်းပုံကျဲတိုက်ခိုက်မှုကြောင့်အသက်16နှစ်အရွယ်အမျိုးသားတဦးထိခိုက်ခဲ့တာဖြစ်ပြီးတော့ဘယ်ဖက်ခြေတော့မှာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ပြခဲ့တဲ့အောက်တိုဘာလ26ရက်နေ့နေ့3နိုင်ဝန်းကျင်အချိန်မှာလဲဂရနီဘီဖရူဆိုမြို့နယ်အတွင်းမှာရှိတဲ့ကြီးရွာတူရွာမှာစပားသိန်းယူနေတဲ့ပြည်သူတွေကိုစစ်ကော်မရှင်တပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့လို့ပြည်သူတို့အပြင်းအထန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ တနင်းတာရီတိုင်းလောင်းလုံမြို့နယ်ကမောင်းမကန်နေမြေရေစခန်းကိုတော်လရေးပူပေါက်တက်ရီကနေဝင်ရောက်တိုက်ခိုက်တိမ်ပိုင်နိုင်ခဲ့တဲ့ဗီဒီယိုမှတ်တမ်းကိုတဝဲအမျိုးသားလူမျိုးရေးတက်တော် DNLA ရဲ့ဒူရကစစ်ကြောင်းကဒီကနေ့မှထုတ်ပြန်ထားပါတယ်။အဲ့ဒီရေစခန်းကိုတော်လရေးပူပေါက်တက်ရီကအောက်တိုဘာလ26ရက်မနေ့ပိုင်းမှာဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့စစ်ကော်မရှင်တပ်သား10ဦးထက်မနည်းသေဆုံးခဲ့တယ်လို့သိရပါတယ်။ဒါအပြင် G3 တနက်9လဲ UC တနက်6လဲ့ ကိုလုံးကြည်တနက်တလဲမိကြည်ပြည်လောင်ချတလဲ၆လုံးပြူတနက်လေးလဲကိုမန်ဒိုစိတ်ပြောင်းနှစ်လက်နဲ့60မမအတီ60လုံးအပါဝင်ခဲရံတွေတင်းဆဲရမိခဲ့ပြီးတော့ရဲစခန်းကိုတော့မီရှုဖြစ်စီခဲ့တယ်လို့ဒုကရစစ်ကြောင်းကနေအတိပေးထုတ်ပြန်ထားပါတယ်။ထိတွေ့တောက်ပွဲ၄နိုင်ခန့်ကြာမြင့်ခဲ့ပြီးတော့ရဲစခန်းကိုမီရှုဖြစ်စီပြီးတဲ့နောက်မှာတော်လရင်ပူပေါက်တက်တွေက ပြန်လည်ဆုတ်ခွာခဲ့လို့သိရပါတယ်။ ထိတွေ့တိုက်ပွဲအတွင်းမှာတော့တော်လည်ရေးပူပေါက်တပ်ဖက်ကလည်းရဲဘော်တို့ဦးချဆုံးခဲ့တယ်လို့သိရပါဗျ။ စကိုင်းတိုင်းအတွင်းကပလဲမြို့နယ်အတွင်းမှာပြည်သူလူမျိုးရေးတပ်မတော် PLA ရဲဘော်အချို့နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံပကဖတို့အကြားအငင်းပွားမှုဖြစ်ပွားနေပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ26ရက်နေ့ကပလဲမြို့နယ်အတွင်းရှိဂျေးရွာတခုမှာဖွင့်ထားတဲ့နင်းမောက်အမီယာရဲဘော်အပါအဝင် PLA ရဲဘော်၅ဦးရှိနေတဲ့ဂိတ်ကိုရင်းမှပင်ခဲတဲ့ရင်စနေရက်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ နေမင်းအမိရတူဦးဆောင်တဲ့အဖွဲကဝါရကန်နေငင်းပေါမှုဖြစ်ပွားတာလို့ဖရက် FN ကနေစုံစမ်းသိရှိရပါတယ်။အခင်းဖြစ်စဉ်ကိုသိရှိထားတဲ့ဒေသခံအချို့ကိုဖရက် FN ကဆက်တွယ်မေးမြန်းစုံစမ်းခဲ့ရမှာအခုကိစ္စမှာဘဒူမန်နဲ့ဘဒူမားတဲ့ပြောရခက်တယ်လို့အများစုကမှတ်ချက်ပြုကြပါဗါး။နောက်ထပ်ဒေတာခန့်ကြေးရွာသားတူကိုဆက်တွယ်မေးမြန်းရမှာတော့နေမင်းတို့အဖွဲ့က PNA gate ကိုအရင်ဝင်ရောက်ဖြစ်စီတာလို့ဆိုပါဗါး။ ဒေတာတွင်ကတိထုတ်လုပ်မှုပြဿနာတွေမှာပကဖတာဝန်ရှိသူတွေကိုယ်တိုင်ကပါဝင်ပတ်သက်နေတဲ့အတွက်အခြေအနေတွေရှုပ်ထွေးနေခြင်းဖြစ်တယ်လို့လည်းအဲ့ဒီဒေတာကန်ရွာသားကဆိုပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးသက်ဆိုင်ရာတပ်ဖွဲ့တွေဖက်ကတစုံတရာထုတ်ဖော်မပြောကြပေမဲ့နီးစက်ရနှစ်ဖက်အတိုင်းအဝိုင်းကလူမှုကွန်ရက်မှာရေးသားကြရကန်နေလူပြောများတဲ့ဖြစ်စဉ်တစ်ခုအဖြစ်လက်ရှိမှာရှိနေတာဖြစ်ပါတယ်။ ပလဲမြို့နယ်အတွင်းကဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အမျိုးသားညီညွတ်ရေးအစိုးရပြန်ကြားရေးဌာနကိုဖရက်အဖန်ကစာပေးပို့မေးမြန်းထားပြီးမဲ့လက်ရှိအချိန်ထိပြန်လည်ဖြေကြားလာခြင်းမရှိသေးပါဘူး။ဒီနေ့နိုဝင်ဘာလ3ရက်ဖရက်အဖန်ရဲ့နေ့စဉ်တည်နေကိုကြားခဲ့ရတာပါ။ကျွန်မအင်းပါရှင်။